မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းမှုကြောင့်တနိုင်ငံလုံးအပြစ်ခတ်ရဲစဲစာချုပ်ပြက်ပြက်သွားပြီးဖြစ်တဲ့အတွက်ကြောင့် NC စာချုပ်နှစ်ပတ်လည်ပွဲကျင်းပရုံနဲ့ဘာမှဖြစ်လာစရာမရှိတော့ဘူးလို့ကရင်မျိုးသားစီယုံ KNU ဘိုးအလုံးမှုဆောင်ဘရိုစော်တော်နီကအတိပေးပြောဆိုလိုက်ပါတယ်။နိုင်ငံလုံးအပြစ်ခတ်ရဲစဲစာချုပ် NCA လက်မှတ်ရေးထိုးထားတယ်။ကရင်မျိုးသားစီယုံ KNU ချင်းအမျိုးသားတပ်ဦး CNF ဖို့ BNL လို့ ABS GNNSB နဲ့ LDU တော်လန်တက်တွေဟာ NC စာချုပ်ပြည့်ပြည့်သွားပြီဖြစ်ကြောင်းစူပေါင်းကြေညာချက်ထုတ်ပြန်လိုက်ပြီးအဲ့ဒီကြေညာချက်ထဲမှာစစ်တပ်ကပြုလုပ်မဲ့ NCA နှစ်ပတ်လည်ပွဲတွေကို အာဆီယံကုလသမဂ္ဂနဲ့နိုင်ငံတကာသံတမန်တွေမတက်ရောက်ကြဖို့အတွက်လည်းတိုက်တွန်းထားပါတယ်အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကဗိုလ်ချုပ်နဲ့ဗိုလ်မှူးချုပ်တွေကိုတာအမတ်ဖြစ်ခန့်အပ်လိုက်ပြီး စစ်အရာရှိတချို့ကိုလည်းဌာနဆိုင်ရာအကြီးအကဲတွေဖြင့်ပြောင်းရွှေ့နေတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နဲ့ CDN ဗိုလ်ကြီးစင်ရော်ရဲ့ပြောဆိုချက်နဲ့အတူစစ်တပ်ကထုတ်ပြန်တဲ့ပြန်တမ်းတွေအများသိရပါဗျ။ကြီးတပ်ကဗိုလ်ချုပ်နေမျိုးဦး၊လေတပ်ကဗိုလ်မှူးချုပ်မျိုးမင်းထွန်းတို့ကိုနိုင်ငံသားကြီးဝင်ကြီးဌာနရဲ့တန်အမတ်ကြီးအဆင့်နဲ့အရက်ဖက်ကိုပြောင်းရွှေ့လိုက်ပြီးရွေးကောက်ပွဲ ဝင်ဖို့စမ်းသပ်မရှိတဲ့ စစ်တပ်အရာရှိကြီးတချို့ကိုတော့အရက်ဖက်ကိုအကြီးကဲတွေဖြစ်ပြောင်းရွှေ့တာတွေမှာပါဝင်လာတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါတယ်စစ်တပ်မှလည်းအဲ့ဒီလိုမျိုးတွေလဲပြီးသွေးသစ်လောင်းတာတွေလှုပ်ဆောင်ကစစ်တပ်အရာရှိတွေကလည်းအရက်ဖက်မှာလိုချင်တဲ့နေရာယာတူးကိုလည်းအစိုးပြုတ်ခွင့်ပေးထားတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါတယ်မြန်မာစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုအာဆီယံကစောင့်ကြည့်လေ့လာရေးအဖွဲ့တွေစေလွတ်ဖို့မရှိဘူးလို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ် ဒါကတော့အောက်တိုဘာလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာသတင်းတောက်တွေကမေးမြန်းတဲ့အချိန်မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကိုတိုင်ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပြီးအဲ့ဒီအကြောင်းကိုလည်း Free Malaysia Today ကနေသတင်းဖော်ပြထားပါသေးတယ်။